ကြားလို့မင်းလာပါအဲ့တော့မနက်ဖြန်ဘုရဖုနေနော်မနက်ဖြန်ဘုရဖုနေဘုရဖုနေပါဆက်လို့လောအမေဂံမီယအစီမံလေးတခုရှိရပြီအဲ့ဒါပြောချင်လို့မဟုတ်လို့အဲ့ဒါကမိမိတို့ဆိုင်မိမိတို့အိမ်မဇေယောင်းနဲ့တွေ့ဆိုတော်ကောင်းတာပေါ့ဇေယောင်းနဲ့လူတွေဟုတ်တာမတွေလဲလက်ပွက်မို့တော့လုပ်လို့ရပါနော်ဇေယောင်းနဲ့လူတွေအယောင်ဝဲလုံးတွေလူတွေလက်ဖက်ဆိုင်နေစားတော့ဆိုင်နေအကုံဆုံးဆိုင်နေရတော့တော်ကောင်းတာပေါ့ဗျာအဲ့တော့အဲ့ဟာအဲ့ဒီအစီမံတော်ကောင်းတာပေါ့နော်အဲ့တော့မနက်ဖြန်ဘုရဖုနေမနက် အချိန်အတိကြလောက်ရမယ်နော်မနေ့ပိုင်းပဲလောက်မှာညပိုင်းလို့လို့မြားဘုရားခုနေကျမတို့မအားဘူးအတော်ဝင်နိုင်နေဖို့လို့ရုံတော့မှာရုံတော့ရင်မလုပ်နဲ့နော်အဲ့တော့ကွန်မှတ်ထားပေါ့နောက်တစ်ခါနောက်တစ်ခါပါလဲဘုရားခုနေရုံပိတ်တဲ့ညနေညလို့ဆိုရင်လုပ်ပေါ့နော်အဲ့တော့ဆိုတော့အချိန်အတိကြလောက်ရမယ်ဘုရားခုနေမနေ့9နာရီ45အချိန်အတိကြလောက်ရမယ်ဘာလို့မှမအောင်ဘာမှမခဲရင်ဘူးလက်ဖက်30လားနော်လက်ဖက်အသားနော်လက်ဖက်အသား30လားဆိုင်ရသွားဝယ်လိုက်30လားပဲလိုချင်တယ်လို့ပြောသူကသူကီလိုနဲ့ချိန်ခိုင်းနော်အဲ အဲဆိုင်ကပြောလိုက်မယ်ထုတ်ထားပြီးသားဒီလိုအစိမ့်သားဒုက္ခလေးတွေပဲရှိတယ်အဲငါ55ကျတာဒုက္ခလေးတွေပဲရှိတယ်မလို့ခြင်းဘူး30ရပဲလို့ခြင်းတယ်နော်ရတဲ့ဆိုင်မှာဝယ်လက်ဖက်30ရပေးပါလို့ပြောဈေးမစစ်နဲ့သူက1000တောင်းရင်1000ပေးလိုက်2000တောင်းရင်2000ပေးလိုက်အဲ့ကလေးတွေထုတ်ခဲ့အဲ့လက်ဖက်30ရကိုကျိုးနဲ့ကြိုက်တဲ့ကျိုးနဲ့ချီပလတ်စတစ်ကျိုးနဲ့ချီလိုက်ရတယ်တွန်းနှမ်းကျိုးနဲ့ချီလိုက်ရတယ်ချီကျိုးနဲ့ချီလို့ရတယ်မိ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 တို့အိမ်ထဲကိုဝင်တဲ့အင်းစစ်တကားပေါ်မှာချိတ်ထားလိုက်ဆွဲထားလိုက်ဆိုင်ဆိုလဲဆိုင်စစ်မှာချိတ်ဆွဲထားပေါ့နော် စားတော့ဆိုင်ဆိုလဲစားတော့ဆိုင်ရှိပါချိတ်ဆွဲထားလက်ဖိတ်ဆိုင်ဆိုလဲဆိုင်တဲ့ဆိုင်ရှိပါချိတ်ဆွဲထားဘုဒ္ဓဘုနေမနဲ့9နာရီ45မိနစ်အချိန်ဟုတ်ပြီချိတ်တဲ့ခါမှာဘာပြောရမှာလို့ ਨੇ လူမတက်ပေမဲ့လက်ဖက်ထုတ်တတ်ပါတယ်လို့ပြောရမယ်လူမတက်ပေမဲ့လက်ဖက်ထုတ်တတ်ပါတယ်ကျွန်တော်ပြီးရင်စာရေးပေးမယ်နော်အဲ့လိုပြောပြီးတော့မှချိတ်ဆွဲထားလိုက်ဘာလက်ပွင့်တယ်လဲမမေးနဲ့နော်အဲ့ဒါဂံမီယအစီမံပဲလူတွေစီလာလိုက်မယ်လက်တွေပွင့်လာလိုက်မယ်နော်နော်အောင်ထနေလိုက်မယ်နော်အဲ့လောက်ကြည့်လိုက်ပါဟုတ်ပြီနော်ဘုဒ္ဓဘုနေ့တည့်ပဲလောက်အောင်နော်ဘုဒ္ဓဘုနေ့မနေ့9:45တာယီကိုတခြားကြည့် တော့မနေ့ပိုင်းတကဝယ်ထားလက်ဖက်တွေအခုညနေတကဝယ်ထားကျိုးနဲ့တခြားခြားကြည်ထားဘယ်နေရာမှာချိတ်ဆွဲမှလဲကွက်ကွက်တခြားကြည်ထားအာချိတ်ချိတ်ဆွဲဖို့ဟိုနေရာတန်နေပါတယ်မရှိဆိုကွက်ကွက်တခြားရိုက်ထားမနေ့ပိုင်းတကတခြားပြီးအောင်လုပ်ထားနိုင်ရောတခြားကြည်အားလုံးပြီးပြီးအားလုံး ready ပြီးပြီဆိုနိုင်ရောတခြားကြည်ကိုနိုင်လေးတန်ခါရပြီဆိုတော့ကောက်ချိတ်တော့ချိတ်တဲ့ကမှာလူမတက်ပေမဲ့လက်ဖက်ထုတ်တတ်ပါတယ်လို့အလိုပြောပြီးချိတ်ထားတယ်ဒါပဲဖြစ်နိုင်ရင်လက်ကောက်ကလေး၆ချက်တီးလေအိုးအများသူငါတို့လည်းလမ်းဘက်ကိုလှည့်ပြီးနော်လမ်းလမ်းဘက်လမ်းမဘက်ကိုလှည့်ပြီးတော့မှလက်ကောက်၆ချက်တီးလေအိုး လက်ပွင့်လာလိုက်မယ်နော်ပွင့်လာလိုက်မယ်ပြီးရင်ခင်ဗျားတို့ကျွန်တော်ကျေးဇူးတင်နေလိမ့်ဟုတ်ပြီနော်အဲ့ဒါလုပ်လိုက်ပါအဲ့ဒါလာပြောတာနောက်တစ်ခုကအဲ့မှာလွန်ခဲ့တဲ့9ရက်လောက်ကကျွန်တော်တင်ထားတဲ့ဒီနဒေါ်လာဇန်အခုလာမယ့်ဒေါ်လာဇန်10ရက်ကနေလာပြီကျော်9ရက်အတွင်းမှာစထွင်ရမယ်ဖျောင်းနိုင်စထွင်ရလို့ပြောတာနော်နဒေါ်လာဇန်10ရက်ကနေလာပြီကျော်9ရက်အတွင်းမှာထွင်ရမယ်ဖျောင်းနိုင်လို့ပြောတာမဟုတ်ဘူးအဲ့ရက်ပိုင်းမှာစစထွင်ရပြီတလာလုံးလုံးထွင်ရမှာဟုတ်နော်အဲ့ဖျောင်းနိုင်82ဦးကပြည့်သွားပြီ82ဦးကပြည့်သွားပြီ အဲ့တော့နောက်ကလာလာမေးကြတယ်ဗျာအဲ့အစီမံဖျောင်းနိုင်လို့ကျင်လို့ပါအစီမံဖျောင်းနိုင်လို့ကျင်လို့ပါလာလာမေးကြလာလာမေးကြတာလူရီယာမလဲတော့ဘူးအဲ့တော့ကျွန်တော်ကအားနာတယ်နောက်ကလာတီစောင့်ခိုင်းဖို့လဲကျွန်တော်ကအားနာတယ်နောက်တော့ဆိုပြာတို့လာတီစောင့်ခိုင်းဖို့လဲအားနာလို့နောက်ထပ်82ဦးကိုကျွန်တော်လက်ခံပေးပါမယ်82ဦးပဲတော့ကျွန်တော်82ဦးပြည့်လို့ရှိရင်တော့ကျွန်တော်စင်းပိတ်ပြီစင်းပိတ်ပြီနော်နောက်ထပ်နောက်ထပ်82ဦးပဲနော်အဲ့တော့ဘာလုံးနဲ့အဲ့အဲ့ဖျောင်းနိုင်အစီမံဖျောင်းနိုင်ဆိုတာဘာလုံးနဲ့ဒီလိုကျွန်တော်စီမံပေးလိုက်မယ်ပြေပကံများဒီလိုကျွန်တော်စီမံပေးလိုက်မယ်ပြေပကံများအောင်ပါ ဒါအဒါအကျွေးကြည့်ဖို့ဒါအကျွေးကြည့်ဖို့နော်ဘယ်လိုပို့ရမှာတော့အဲယူဇနာဥယျာဉ်မြို့တော့တကုံတကုံစိတ်ကန်းနော်အဲအဲ့ကိုပို့ရမှာဒါသူအကျွေးကြည့်ဖို့ဒီလိုကျွန်တော်စီမံဒါကျွန်တော်စီမံပြနေမှာဒီပြေပကံများကအဲ့ပေါ်မှာလူပပလဲလေးတင်ပြီးတော့နော်လူပပလဲတင်ရမယ်လူပပလဲပြပေါ့ကျွန်တော်ဒီလိုကျွန်တော်စီမံပြမယ်ဖျောင်းနိုင်တွေကိုမနေ့တတိုင်းညတတိုင်းထွင်ရမယ်မိမိအိမ်ကဖျားကြောင်းဆောင်မှာထွင်လဲရတယ်အဲကန်းထဲမှာထွင်လဲရတယ်နော်ဈေးရောက်ရင်လည်းဈေးတိုင်းပေါ်မှာထွင်ဟုတ်ပြီနော် ဒါနံပါတ်1မနေ့တိုင်းညလာတိုင်းထွန်းတပြီးရင်နံပါတ်2နှစ်ကိုအဲဒီမှာဖျောင်းနေလို့ဒီမှာကျွန်တော်စာရေးပြတယ်မှာ1နှစ်နောက်တော့ခါညပြီးရင်3ဒါအသာအကျွေးသမားအကျွေးကြည့်တဲ့ဖျောင်းနေ3 3ပြီးရင်4ဒါကတော့မိမိဖြစ်ချင်တာတွေဖြစ်လာဖို့အတွက်ပါတော့အဲ့တော့ငါကအစ်စင်တော့ကြည့်၄ပြီးရင်9ငါပြီးရင်6ဒါအတိုင်း60မနေ့တိုင်းညတိုင်းတလဆာကတလဆာနော်တလဆာမနေ့တိုင်းညတိုင်းထွန်း ကျောင်းလိုက်တော့ဒီအစံတိုက်ကျွန်တော်ရေးပေးလိုက်ပါအဲ့တော့ဖြစ်နိုင်တဲ့ဘောင်အတွင်းကမိတ်ဆွေတို့ဖြစ်ချင်တဲ့စာတွေကိုကျွန်တော်ကူညီပေးပါမယ်နော်ဒီဒါဒီဒီကျွေးပကံများတိုင်းကဒီလိုစမနေမဟုတ်ဘူးနော်ကျွေးပကံများတိုင်းမှာမတူးတော့ဒါဒါအကျွေးကြေကျန်တယ်ဆိုတော့ဒီစမကိုဆွဲထားတာအအရောင်းအဝယ်ကောင်းညင်တယ်တချို့ကဈေးအောင်ကောင်းညင်တယ်အကျွေးကြေကျန်တယ်ငွေဝင်ကျင်တယ်အဲ့လိုအဲ့လိုဖြစ်ချင်တဲ့ဆန္ဒတွေပေါ့နော်အဲ့ဒါကားရောက်ထွက်ချင်တယ်ခြံရောက်ထွက်ချင်တယ်မြေရောက်ထွက်ချင်တယ်အဲ့လိုပေါ့ဖြစ်ချင်တဲ့ဆန္ဒအလိုက် ဒီဘက်ကမှဆွဲတဲ့စမအလည်းမတူဘူးเนาะဒါကတော့တကုံစီကန်းကိုပို့ရမယ်ဟိုပါပေါ့เนาะအစီမံပြောင်းတယ်ပေါ့အဲ့ဒါတပတ်ခါဆိုရင်လည်းဒေါ်လာဆန်းတရက်နေဖြစ်ပြီးဒီဒီ၄၅ရက်အတွင်းကျွန်တော်ပို့မယ်ရက်ဝေးတွေကိုကျွန်တော်ပထမအဦးဆုံးပို့မယ်ဟုတ်ပြီเนาะနောက်ထပ်82ဦးတေးကြပါတယ်ကျွန်တော်ထင်ပါတယ်မနက်ဖြန်မနက်ဖန်တပတ်ခါလောက်ဆိုပြည့်သွားမယ်နဲ့ဒီလေအဲ82ဟုတ်ပြီနော်အဲ့တော့ဥရရူပပြဥရရူပတော့နောက်တဲ့82ဦးကျွန်တော်လက်ခံပေးပါမယ်အဲ့ဒါကျွန်တော်တက်တော့ messenger တော့မဟုတ် viber မှာအစီအမံပြောင်းနိုင်လေး နော်နှစ်ဒေါ်နှစ်ဒေါ်လာဆန်းဆဲကနေစထွက်ရမယ်အစီမံပြောင်းနိုင်လေးအချင်းတို့ပါဆင့်လို့လာပြီးတော့မှပို့ပေးပါကျွန်တော်စာပို့လိုက်မယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ညာဘူးဇော်ကငွေကိုကြိုလွှဲရတာခင်ဗျာငွေကိုကြိုလွှဲရတာငွေကိုကြိုလွှဲရတာဆိုတော့ကျွန်တော်ယုံမမှာယုံမအပ်ဒီဒီဆရာကိုယုံမအပ်နော်အဘူစကားကြီးလာမပြောနဲ့အိမ်ရောက်ငွေချပါကြီးလာမပြောနဲ့ကျွန်တော်စိတ်နဲ့မတင်ဘလော့မှာမလို့ပြောနေတာနော်ဟုတ်ပြီနော်ကျွန်တော် online shopping ဈေးရောက်နေတာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်ယုံမအပ်မယုံမအပ်နဲ့အာရုံနောက်တယ်အာရုံနောက်ခင်ဗျားတို့လည်းအာရုံနောက်တယ်ကျွန်တော်လည်းအာရုံနောက်တယ်ဟုတ်ပြီနော်အဲ့တော့ယုံမအပ်ပါနော်ယုံမအပ်ကြပါ ကျွန်တော်အားလိုက်လာပြောတာပါမနေ့ကဖန်ဖို့တခုနေ့မှာလေလူမတက်ပြီးမှလက်ဖက်ထုတ်တတ်ပါတယ်ဆိုတော့လက်ပွတ်လူစီနော်လက်ပွတ်လူစီမဲ့ဂမ်မီယာရေတရားလေးကိုလောက်ကြပါဦးဗျာနော်အားလိုက်လူလောက်ပါဗျာနော်မားလိုက်လူလောက်တော့ပါဦးဗျာနော်အကျေးဇူးတင်ပါတယ်